အွန်လိုင်းကိုလင်ကမ်းအဖွဲ့ဝင်တွေလို့တန်တရားရှိသူတရုတ်နိုင်ငံသား42ဦးကိုကမ္ဘောဒီးယားနိုင်ငံထဲကိုခိုးဝင်ဖို့ကြံစည်နေစဉ်ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာလ4ရက်အင်္ဂါနေ့ညကဖမ်းဆီးမိလိုက်ပါတယ်။ချွန်ထပ်ဘူရီခရိုင်တွင်းကပုံနန်းဘရွန်ဒေတာမှာထိုင်းရေချောင်းထင်းသိမ်းရေးအဖွဲ့ရဲနဲ့လူဝင်မှုကြီးကြပ်ရေးဌာနတို့ပူးပေါင်းပြီးဖမ်းဆီးမိလိုက်တာဖြစ်ပါတယ်။သူတို့ထံကနေမိုဘိုင်းဖုန်း215လုံး၊ notebook ကွန်ပျူတာ7လုံး၊ flash drive ၄ခု၊ sim card ၁၀ခုတို့အပြင်ထိုင်းဘတ်ငွေ 18000မှာဖမ်းဆီးမိလိုက်တယ်လို့ဆိုပါရယ်တရုတ်နိုင်ငံသားအများပြားဟာကမ္ဘောဒီးယားမှာအလုပ်သွားလုပ်ဖို့အတွက်ထိုင်းနိုင်ငံမြောက်ပိုင်းကတဆင့်ချွန်းထဘူရီခရိုင်ကနေဖြတ်သွားကြလိမ့်ရှိတယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါရယ်ဒီလို50နှစ်ယောက်စလုံးဟာဟိုတယ်7ခန်းကားပြီးတော့နေကြတယ်လို့ဆိုပါရယ်သူတို့ထဲကနိုင်ငံကူးလက်မှတ် passport ရှိသူ9ယောက်ပါပြီးအဲ့ဒီထဲကမှထိုင်းနိုင်ငံထဲကိုဝင်ရောက်ခွင့်တရဝင်ပြည်ဝင်ခွင့် visa ရှိသူ3ယောက်ကျန်3ယောက်က visa မပါနဲ့နောက်တစ်ယောက်ကတော့ visa တက်တန်းကုန်နေပြီလို့ဆိုပါရယ် သူတို့ထက်က38ယောက်ကိုတော့တရားမဝင်ဝင်ရောက်လာမှုနဲ့ဆွဲချက်တင်လိုက်ပြီးအားလုံးကိုလောလောဆယ်မှာပုံနှမ်းရုံရဲစခန်းမှာပဲချုပ်နှောင်ထားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ online ရာဇဝတ် guide တွေကိုပြက်ပြက်သားသားအေးအေးယူ gain တွေသွားမယ်ဆိုတဲ့အကြောင်းကိုလည်းထိုင်းဝန်ကြီးချုပ်ကမကြသေးခင်ကပဲပြောထားပါတယ်။မကြခင်သတင်းပတ်တွေအတွင်းက မြန်မာနဲ့ကမ္ဘောဒီးယားတို့မှာဒီငွေလင်ကိုင်းတွေကိုဝင်ရောက်စီးနှင်းဖမ်းဆီးမှုတွေလှုပ်ဆောင်လာခဲ့ပြီးတဲ့နောက်ပိုင်းခုရက်ထဲထိုင်းနိုင်ငံအတွင်းမှာလည်းတရုတ်နိုင်ငံသားအများအပြားဖြစ်တဲ့အွန်လိုင်းငွေလင်ကိုင်းအဖွဲ့ဝင်တွေကိုမကြာခဏဖမ်းဆီးမိနေပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ